်မင်္ဂလာပါဒီနေ့ညွန်စာအုပ်ဒီနဲ့ပတ်သက်ပြီးတော့ဆက်လက်တင်ပြပါမယ်အဲ့တော့ဒီမှာရင်ညွန်စာအုပ်မှာနှစ်ပိုင်းရှိတာပေါ့ပထမပိုင်းကတော့အထွေထွေရင်ညွန်စာအုပ်တည်တဲ့ဒုတိယပိုင်းကတော့ ပညာရဲ့ရည်ညွှန်းစာအုပ်တည်စုပြီးတော့နှစ်ပိုင်းရှိတယ်။အဲဒါဒီ general reference books နဲ့ subject reference books တွေမှာပါကွာလဲဆိုတော့အထွေထွေဆိုတဲ့အတိုင်းပညာရဲ့ဘောင်းဆောင်ပါတယ်။အထွေထွေဆိုတဲ့အတိုင်းပညာရဲ့ဘောင်းဆောင်ပါတယ်။ ဥပမာအနေနဲ့ပြောမယ်ဆိုရင်ညမဆွေစုံကျန်းတို့အဘိဓမ္မအကျဉ်းချုပ်တို့အဲ့ဒီကောင်ကပညာရဲ့ဘောင်းဆောင်ပါတဲ့ဟာဒီကြီးပဲသူတို့ကိုရည်ညွှန်းတော်ရည်ညွှန်းမယ်ဒါပေမဲ့အထွေထွေရည်ညွှန်းစာအုပ်တွေလို့သိရမယ်ပညာရဲ့မှာကြတော့ပညာရဲ့တစ်ခုပဲဖြစ်ခြင်းဖြစ်မယ် ပညာရဲ့အုပ်စုတစ်ခုနှစ်တစ်ခုဒါသက်ဆိုင်တာလည်းဖြစ်ချင်းဖြစ်နိုင်တယ်အဲ့တော့ဥပမာအနေနဲ့ပေါ့စိတ်ပညာဆွေဆုံးကျမ်းဆိုပါတော့ဒါသူကအဲ့ဒါဒီပညာရဲ့တော့ပညာရဲ့ပဲဒါပေမဲ့စိတ်ပညာနဲ့ပတ်သက်တဲ့ အာရီကြီးပဲစေအပိတံဆိုပါတော့သူကလည်းခုနကပြောသလိုပညာရဲ့ဉာဏ်ုံထဲမှာပါတယ်စေနဲ့ပတ်သက်တဲ့ပညာရဲ့အုပ်စုတစ်ခုတစ်မျိုးတည်းပဲသူကဒါလေးတရားတော့ဥပမာလေးတွေပေါ့အဲ့ဒီမှာပါတိရမလဲဆိုတော့ရင်းညွှန်းစာအုပ်အမျိုးမျိုးရှိတယ်ဆိုတာသိရတယ် ဆရာကြီးကတော့ဒီမှာအကြံပြင်း10မျိုးလောက်ခွဲပေးထားတာပေါ့အဲတော့ဒီတမကလည်းပူရှိပါတယ်ဒါပေမဲ့ရေပုံရအပြည့်ဒီ10မျိုးထက်ကဒီမဲ့ဆိုရင်စာကြည့်တဲ့မှုကြီးအတွက်အစာရှာသူတွေလာတဲ့အခါသူတို့တည်ခြင်းနဲ့အကြောင်းအရာတွေကိုပြေးမလွတ်ပါဘူးဒီထဲမှာသူတို့ကိုဝန်ဆောင်မှုပေးနိုင်တယ်ပေါ့ ဲ့တော့ဒီနေရာမှာအဲ့ဒီဆယ်မျိုးမှာနော်ဒီဆွဲစုံချမ်းဆိုတာရှိတယ်နှစ်ချုပ်ရှိတယ်အဘိဓာန်နေရှိတယ်လက်ဆွဲတွေရှိတယ်လမ်းညွန်နေရှိတယ်အထုပ်ပတ္တိအဘိဓာန်နေရှိတယ်မြေပုံနေရှိတယ်ကဇတ္တိယတွေရှိတယ်အညွန် စာအုပ်တွေရှိတယ်စာစုစည်းနေရှိတယ်ပေါ့ဂျပန်ရအပြင်အမျိုးအစား၁၀မျိုးရှိတယ်ဟာအင်္ဂလိပ်လိုမှတ်ချင်ရင်လဲဒီမှာ encyclopedia ဆိုရင် e လို့မှတ်လိုက်ရာဘွန်းတဲ့ almanac ဆိုရင်လဲ y လို့မှတ်လိုက် dictionary ဆိုရင် d လို့မှတ်လိုက် handbook ဆိုရင်လဲ h လို့မှတ်လိုက် directory ဆိုရင် d လို့မှတ်လိုက် ဘာဂရဖီကဒစ်ရှင်နရီဆိုရင် B လို့မှတ်လားဒါအလွယ်မှတ်တဲ့နည်းပေါ့အက်တလက်ဆိုရင်လည်း A လို့မှတ်လားဂဇတိယဆိုရင်လည်း G လို့မှတ်လား index နဲ့ bibliography ဆိုရင် I နဲ့ B နဲ့လို့မှတ်လားဒီ MLS မှာ A နဲ့ S နဲ့ကြမှာ C လေးပြုတ်ကြကြိုင်းခဲ့တယ်အဲရေဘွားအပြည့်ဒီအင်္ဂလိပ်ဘက်မှာလည်းဆို S ကိုထည့်ကြ အဲ့ဒီ10မျိုးတည်းမှာကိုကဘာသိရမလဲဆိုတော့ဟောဒီမှာတိကန်နေရှိသည့်အဲ့ဒီကောင်ကဒါရိုက် reference DR ပေါ့ကိုရဲ့30ရဲ့ဆိုတော့ indirect reference IR လို့မှတ်တာ အဲ့တော့ direct reference ဆိုတာက question answer လုတ်တဲ့ခါကျတော့ user နဲ့ librarian ကတိုက်ရိုက်သူကပြောတာနော် indirect ကျတော့ तू ကဒီခုနလိုတိုက်ရိုက်ရှာဖွေပေးနိုင်တဲ့ရော့အင်းဆိုပြီးတော့ဒါပဲဆိုပြီးပြောလို့မရဒီအညိုးနဲ့စာစုစင်းနေမှာတွားရှာ intersco လှမ်း လှန်ပြီးတော့သူကအတွဲအမှတ်ဘလောက်ပဲစစစ်စစ်ဖြစ်ပေါ့အဲ့ဒီလူကနောက်တစ်ဆင့်သွားရှာပြီးတော့မှယူဇာကိုသူကဝန်ဆောင်မှုပေးရတာပေါ့နော်အဲ့ဒါလေးရှိတယ်ဘလို့မှတ်မလဲဩဒါရိုက် reference ဆိုတာရှိတယ်ဒီကနေ့ရှိကဒါရိုက်ဒီ indirect reference ဆိုတာရှိတယ်လို့သိပြီပေါ့ခုနလုံးကပြောတဲ့ဒီအင်္ဂလိပ်လူတွေကိုမှတ်တဲ့ခါကြရအတူမှတ်ကလေးနေ EYDHDBAGIB လို့မှတ်ထားတာ။ပြန်ပြောပြမယ်နော်။ EYDHDBAGIB နော်အဲ့လိုလေးမှတ်ထား။ဒီဘက်မှာမြန်မာလိုမှတ်ချင်တဲ့အခါကြရင်အတူလေးတွေကိုတွဲဖတ်ကြည့်လိုက်။ဆွဲစုံနှစ်ပြလက်လန်းတိမြေကြီးညှန်းစုရှိအဲ့လိုလေးမှတ်လိုက်။ စွဲစုံနှစ်ပြီလက်လန်းတိမြေကေညွန်စုရှိအဲ့လိုလိမှလာဒါကရည်ညွှန်းစာအုပ်အမျိုးမျိုးကိုဒါအလွယ်မှတ်တဲ့နေပေါ့အဲ့ဒီရည်ညွှန်းစာအုပ်နဲ့အညွှန်းစာအုပ်နဲ့ကလည်းမတူဘူးဆိုတာသိထားဖို့လိုတယ်တခါတခါကြတော့ရောသွားမှာဆိုလို့ပေါ့ပါဠိတိဘူးလိုလေ ရင်ညွှန်းစာအုပ်ကအညွှန်းစာအုပ်နဲ့မတူဘူးအဲ့တော့ကျမ်းနေမှာပေါ့နော်ပါဝင်သောအခန်းကောင်းစဉ်ကိုတဲ့စာမျက်နှာတိုင်းညွှန်ပြတဲ့ဇယားနော်စာအုပ်အစုံမှာတွေ့ရှိရတဲ့ index ကိုကြတော့အညွှန်းလို့ခေါ်တာဥပမာစာနယ်ဇင်းအညွှန်းစာအုပ်ဆိုရင်ဒါအညွှန်းစာအုပ် ။အဲ့တော့ခုနကရီညွန်းစာအုပ်နဲ့အညွန်းစာအုပ်နဲ့မတူစာအုပ်တုပ်တဲမှာပါတဲ့ပညာရက်တီအခန်းစဉ်ပါတဲ့ပညာရက်တီကိုဟိုးစာအုပ်နောက်ဆုံးမှာ index ပေးတာရှိတယ်။နော်အဲ့ဒီကောင်ကဒီတမျိုးပေါ့။စာနယ်ဇင်းအညွန်းစာအုပ်တီကိုကြတော့သူကဟို index အညွှန်းစာအုပ်တီလို့ခေါ်တာပေါ့အဲ့ဒါပြီးခဲ့တဲ့တစ်ခေါက်တုန်းကနော်ပြောပြီးပြီပေါ့အဲ့ဒီလိုလေဩဒါမတူပါလားဆိုတဲ့ဟာလေးကိုပဲမှတ်ထားပြီးပေါ့ကဲအဲ့ဒီတော့နော်အဲ့ဒီရင်ညွှန်းစာအုပ်ကလေးပြီးသွားတဲ့အခါကျတော့ရင်ညွှန်းအထောက်အထားများဆိုတာရှိတယ် အဲ့ဒါဘယ်လိုပြောမလဲဆိုတော့ reference sources တွေပေါ့အဲ့ဒီအထောက်အထားတွေမှာမူလအထောက်အထား primary sources တွေရှိတယ်ဒုတိယအထောက်အထား secondary sources တွေရှိတယ်တတိယအထောက်အထားဆို tertiary sources တွေရှိအော်အဲ့တော့ primary sources ဆိုတာ original material ပဲသူကမူလ ပစ္စည်းပေါ့သူကတစုံတယောက်အဖွဲအစည်းတစ်ခုခုကနေပြီးတော့ဘာသာပြန်ခြုံချက်အကဲပြတ်ခြင်းလုံးဝမရှိသေးဘူးဘယ်လိုမျိုးလဲဆိုတော့အစီရင်ခံစားတယ်လက်ရေးစားတယ်နေ့စဉ်ထုတ်သတင်းစာတယ်နော်အဲ့ဒီဟာတွေက primary success တွေမူလအထောက်ထားလို့သိရတယ် secondary ကြတော့သူကပြင်ဆင်မယ်တီးဖြတ်မယ်ဘယ်လိုမျိုးလဲလက်ဆွဲတွေလမ်းညွန်တွေနှစ်ချုပ်တွေပေါ့เนาะတက်ချက်ဤကြတော့တန့်စင်ပြီးတော့ကြောင်သုံးစာအုပ်เนาะမူရင်းကနေသုံးကြိမ်တိုင်းတိုင်းပြုပြင်တီးဖြတ်တဲ့ဟာတွေအဲ့ဓာတွေကိုကြတော့တဲ့သူကတက်ချက် resources လို့ခေါ်ပါတယ်အဲ့တော့ဒီလိုအသုံးလုံးနေရာကကျွန်တော်ကပြောသလိုပေါ့ ဒီ librarian reference librarian ကဒါတွေကို तू ကကျွမ်းတယ်အဲ့ဒီပုံမှန်မူတည်ပြီးတော့စာရှာသူကိုစာဖတ်သူကို researcher ကို तू ကကောင်းကောင်းကြီး support လုပ်နိုင်တယ်ဆိုတာသိစေချင်တယ်ပေါ့အဲ့ဒီမှာရင်းနှီးစာအုပ်တုပ်ကအတုံးဝင်မှုတံပိုးရှိမှုကို ဆုံးဖြတ်မယ် evaluation လုပ်တော့မယ်ဆိုပါတော့အရေးကြီးပါတယ်သူကငါးချက်ရှိတယ်ခုနှစ်ကိုကြည့်ပညာရက်တွေဘာတွေလဲဘလို့စီစဉ်ထားတယ်ကျန်ကိုစင်းနေပါလားဟေးခိုင်လုံတိကျမှုကိုရှိရလား authority person ပေါ့အဲ့ဒီအပေါ်မှာသူက မူတည်ပြီးတော့အကဲဖြတ်ဖို့လိုတယ်နော်အဲ့တော့ထဝေတဲ့ခုနှစ်မှာဆိုရင်နောက်ဆုံး less edition ညာတော့ခဲ့မိဆုံးပဲဘာဖြစ်လို့လဲဆိုတော့980လောက်ကထုတ်တဲ့ကွန်ပျူတာစာအုပ်တွေက2025ထုတ်တဲ့ကွန်ပျူတာစာအုပ်တွေဘာမှမဆိုင်တော့ဘူးသူကခဲ့အမိဆုံးဟာဒါနောက်ဆုံးထုတ်တယ် အဲ့ဒီမှာပါတဲ့ပညာရက်တည်း content ကို तू ကနည်းနည်းလေး browse လုပ်ကြည့်ဤဒန်းလေးကိုလည်းဖတ်ချင်းပြ तू ကသိနိုင်ပါတယ်အဲ့ဒီကောင်းနေစီစဉ်တဲ့ခါကျတော့ဟေး alphabetically order စီထားတယ် what by what စီထားတာလား letter by letter စီထားတာလားဒါမှမဟုတ်လေ तू ကနောက်ဆုံးမှ industry ရောပါရလားဟေး industry ရောပါတယ် ကြည့်နဲ့ကိုလဲကြည့်ကိုရောပေးထားသလားဆိုတဲ့ပုံမှာမူတည်ပြီးတော့သူ့ရဲ့ဒီစီစဉ်ပုံကိုတို့ကတုံးသက်လို့ရနောက်တစ်ခါကျတော့အဲ့စာအုပ်ကကျန်ကိုစင်းပါလားဆိုစောင်းပါတိုင်းရဲ့နောက်မှာကျန်ကိုစင်းနေပေါ်ပြလိရှိတယ်ပေါ့တခါကျရင်ဖူနှုတ်တေကျန်ကိုစင်းနေအဲ့တော့ပညာရဲ့စာအုပ်ရှိအဓိကအဖြစ်တော့ reference စာအုပ်တွေကဒီအချက်တွေအကုန်ပါဝင်ရမယ် အဲအဲ့ဒီအချက်တွေအကုန်ပါဝင်တယ်ဆိုတာ reference Saudi ဒီမှာဒါအကောတော်တော်ပြည့်စုံနေတယ်လို့ပြောလို့ရတယ်ပေါ့နောက်တစ်ခုခိုင်လုံမှုဟဲတချို့ article တွေနော် encyclopedia တွေမှာမြန်မာစွဲဆောင်ကြတော့ဘာလို့ပေါ့ပညာရှိတရရှိ အောက်ကနေအဘသူရေးလာပါ sign article လေးတွေဥပမာအာဒီမြန်မာစာပေတမိုင်းကြီးရတော့ ဆရာစော်ကြီးရေးထားတာဥဖေမောင်တင်ရေးထားတာအဲ့ဒီလိုဆိုင်းအာတီကယ်ပါလိုက်တယ်ဆိုဒါဟာတော်တော်ခိုင်မာတိကျတယ်လို့ကိုကသိနိုင်တယ်ပေါ့နော်အဲ့ဒီတော့ဒီနေ့သင်ခန်းစာလေးရတော့ဒီလောက်ပါပဲလို့အားလုံးကိုကျေးဇူးတင်ပါတယ်